မန်ယူသင်းအနေနဲ့ဘရူနိုဖာနန်တက်ကိုရောင်းချုပ်သင့်ပြီလားတွေးစရာပြောစရာကဏ္ဍပရိသတ်များလုံးပဲမင်လာများမန်ချက်တာဖော့ဆောင်ကနေပြန်လဲကြိုလိုက်ပါရင်မန်ယူကွင်းလယ်လူဘရူနိုဖာနန်တက်ရဲ့ပြောင်းရွှေ့တဲ့နေ့ကပြန်လဲလုခက်လာခဲ့ပါရင်အဓိကအားဖြင့်မန်ယူအသင်းရောပါလေဖလားမရရှိနိုင်ခြင်းနဲ့လည်းအများကြီးတက်ဆိုင်နေတယ်လို့ပြောမှာဖြစ်ပြီးဖိုင်နယ်ရှုံးဝဲပြီးမှာမန်ယူအသင်းရဲ့ဝန်ထမ်းတွေနောက်ထပ်200လောက်အလုပ်ပြုသွားခဲ့ကြတယ်လို့ကစားမတော်တော်များများလည်းအယောင်းစင်းတင်ခံလိုက်ရပါရင်ဒီထဲမှာမန်ယူကွင်းလယ်လူဘရူနိုဖာနန်တက်ပါပါဝင်လာခဲ့ပါရင် ဆိုတော့မန်ယူအသင်းအနေနဲ့ဘရူနိုကိုဒီအချိန်မှာအမှန်တကယ်ရောင်းထုတ်သင့်ပြီလားဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့မှာဆွေးနွေးသွားကြည့်ကြအောင်ပါဒီတော့အရင်ဦးဆုံးယူပါလိပြိုင်ပွဲတစ်လျှောက်တောင်းလျှောက်ခြေစွမ်းပြကစားလာခဲ့ပြီးမှ final ပွဲမှာဘရူနိုဘာကြောင့်ခြေစွမ်းမပြနိုင်ရတာလဲဆိုတဲ့အချက်ကိုအရင်ဆုံးစမ်းစစ်ကြည့်ကြပါစို့လားဆိုတော့ final ပွဲမှာဘရူနိုတယောက်တည်းခြေစွမ်းမပြနိုင်တယ်လားဒီလိုတော့လည်းမဟုတ်ပါဘူးမန်ယူတစ်သင်းလုံးညံပြင်းလို့နေတာပါ final ကိုလာရောက်ရှိလာခဲ့ပေမဲ့မန်ယူအသင်းဟာတခြားအသင်းတွေနဲ့စာရင်လိုအပ်ချက်တွေအများကြီးရှိခဲ့ပါတယ် ခန်းစင်းတဲ့အလဲတန်းကအားနည်းချက်နဲ့တဘုံတပင်နဲ့ဖြစ်ပြီးဘရူနိုလိုခွေးတစ်ပလေယာတယောက်ကခန်းစင်ပိုင်းမှာလိုက်ပြီးကူညီပေးနေရတာနဲ့တင်အချိန်ကုန်နေကြရပါတယ်။အတင်းအတိုင်းစင်မှုတွေကလည်းသူတို့ဟာနဲ့သူတို့တောင်ဂျုံဂျုံကြနေတာကြောင့်တမ်ပီတိုင်းစစ်တွေကစားရမှာဘရူနိုရဲ့ဖန်တီးမှုတွေကအလဟတ်သက်ဖြစ်ခဲ့ရပါတယ်။နောက်ပြီးမန်ယူအတင်းရဲ့ကီးပလေယာကဘာလုပ်လဲဆိုတာကျွန်တော်တို့တောင်သိပါတယ်။ဒါကြောင့်ပြိုင်ဘက်ကလည်းဒီအချက်ကိုကောင်းကောင်းသိမှာပါ။ဆိုတော့ဘရူနိုကစားအချက်အောင်တက်တီကယ်ပိုင်းချိန်ကြီးမှုတွေလုပ်လိုက်တဲ့အခါတိုင်ပတ်သွားခဲ့ရတာဖြစ်ပါတယ်။သူအနေနဲ့ free space နဲ့ တိုင်းဝန်ရဲ့ဘောအလွန်နေခဲ့ရခြင်းဟာပြန်မက်ကသူ့ကိုမမ်းမာကင်လို့ပြီး present အပြင်းထန်လုပ်တဲ့အခါသူ့ရဲ့ passion နဲ့ decision making ကိုကန့်သတ်နိုင်ခဲ့ခြင်းနဲ့အများကြီးသက်ဆိုင်ပါတယ်။နောက်ထပ်အချက်ကတော့ Bruno နဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ Bruno ရဲ့ကိုယ်ပိုင်ကစားဟန်အကြောင်းကိုအရင်ပြောကြည့်ကြရအောင်ပါ။ Bruno က risk taking player တယောက်ဖြစ်ပြီးသူကစားတဲ့အခါအနေများတဲ့ pass တွေ short တွေအများကြီးတွေ့ရပါတယ်။ final ဘွဲမှာ key pass နေသွားတာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကပင်မန်းနွဲ့နဲ့မှုကိုပြောရမှာပါဘရူနိုဟာရာသီတိုင်းလိုလိုမှာမန်ယူအတွက်ပွဲရည်အတွက်အများဆုံးကစားရသူဖြစ်တာကြောင့် fiscal emergency execution တွေဖြစ်လာရပါတယ်တို့ထက်ပုံမှန်နှီးကွေးတဲ့ movement တွေ decision making တွေကဒီအချက်ကိုညွှန်ပြနေပါတယ်ဒါကြောင့် final ပွဲမှာ bruno ကစားဖို့မကောင်းရတာဟာပြိုင်ပွဲထောက်လျှောက်အတကုံယုံလာခဲ့ရခြင်းကြောင့်ခြေကုံလက်ပန်းကျသွားခဲ့တယ်လို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်ဒီတော့ဒီအချက်တွေနဲ့ပဲ Bruno ကိုရောင်းထုတ်သင့်ပြီလားဆိုရင်အပိုင်းစီကိုကျွန်တော်တို့ဆက်သွားကြည့်ကြရအောင်ပါ။လက်ရှိချိန်တွေက Bruno ကိုမရောင်းထုတ်သင့်တဲ့အချက်တွေကိုကျွန်တော်မြင်ပြီးသလောက်ကောက်နှုတ်တင်ပြပေးရမယ်ဆိုရင်နံပါတ်1ကစားသမားရဲ့ရေးသွေးဖြစ်ပါရင် Bruno ဟာ Man U အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီး goal, assist, creativity တို့မှာအရန်ထူးချွန်ပါတယ်သူမရှိရင်အလဲတန်းနဲ့တိုက်ဆက်စွာတိတိသာသာကြာဆင်းသွားနိုင်ပါတယ်ဒုတိယချက်ကတော့ကစားမရဲ့ခေါင်းဆောင်မှုစွမ်းရည်ဖြစ်ပါတယ်ရွန်နော်စိတ်တဲ့ချမ်းခံမှုရှိပြီးပြိုင်ပွဲတိုင်းမှာအကောင်းဆုံးကစားတက်သူဖြစ်တာကြောင့်အသင်းအတွက်ဆန်ဒူလာဖြစ်ပါတယ်တတိယချက်ကတော့အစားထိုးဖို့ခက်ခဲမှုဖြစ်ပါတယ်သူ့လိုမျိုးအဆင့်မီတဲ့အလဲတန်းကစားသမားကိုဈေးကွက်ထဲမှာအလွယ်တကူရှာဖွေဖို့ဆိုတာမလွယ်ကူပါဘူးရောင်းထုတ်ဖို့လိုအပ်မဲ့ထင်းတဲ့အချက်တွေကိုအစာဆွဲထုတ်ကြည့်ရရင်တော့ပထမဆုံးတစ်ချက်ကမွေးကြေးပိုင်းကိုပြောရမှာပါ တကယ်လို့ဘရူနိုအတွက်ပေါင်သန်းရာချပြီးတော့ရရှိနိုင်မယ်ဆိုရင်နောက်ပြီးဒီငွေထက်ရောင်းရပမာဏနဲ့သူ့လိုအရေးချင်းရှိတဲ့ကစားသမားမျိုးကိုဝယ်ယူနိုင်ခဲ့မယ်ဆိုရင်ရောင်းချသင့်ပါတယ်။တကယ်လို့နီးပြားရဲ့ကစားဟန်နဲ့မကန့်ညီတော့ဘူးဆိုရင်လည်းရောင်းချသွားဖို့လိုပါတယ်။ဒါပေမဲ့ဘရူနိုကဘယ်နီးပြားနဲ့ပဲဖြစ်ဖြစ်အဆင်ပြေအောင်ကစားနိုင်တဲ့သူမျိုးပါ။နောက်ဆုံးအချက်ကအသက်အရွယ်ဖြစ်ပါတယ်။ဘရူနိုကအခုအသက်39နှစ်ရှိပြီဖြစ်ပြီး resale value ကျဆင်းလာနိုင်တာကြောင့်နောက်ထပ်တနည်းနည်းအတွင်းရောင်းဖို့စဉ်းစားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့အကြောင်းအရာကိုချုံပြီးပြောမယ်ဆိုရင်လက်ရှိအချိန်မှာတော့ဘရူနိုကိုထုံမြောင်းတည်တင်မှုလို့မြင်မိပါတယ်။သူကမိန်ကအဓိကအားကိုးရာဖြစ်ပြီး သူရဲ့ဆွမ်းဆောင်ရည်စိတ်ဓာတ်နဲ့အတွေ့အကြုံတွေကအသိအအတွက်အရေးပါနေစေပါဒါပေမဲ့နောက်တစ်နေ့အတွင်းသူရဲ့ဆွမ်းဆောင်ရည်ကြဆင်းလာရင်ဒါမှမဟုတ်အစားထိုးဖို့ပိုကောင်းတဲ့ရွေးချယ်စရာရှိလာရင်ရောင်းထုတ်ဖို့စဉ်းစားနိုင်တယ်လို့ပဲဆိုချင်ပါတယ်ပိတ်သက်များနေတဲ့ကရောဘယ်လိုများမြင်မိကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာမျှဝေပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ